အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ထမင်းဟင်းချက်ကြောတဲ့ချွေးမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါအာတထေးမကြီးဒီနေ့ပထမဦးဆုံးအကျင်ဒီအင်ကသရိုးသမီးအသေးဆက်ဆက်လေးရောက်လာတာဆိုတော့ဒီနေ့ဘာရီများချက်ပြုတ်ရမလဲကျွန်တော်တော့ကိုယ်လည်းပြောပါအောင်ခဏလေးခဏလေးနော်ငါငါသားလေးနဲ့စကားပြောလိုက်အောင်မယ် ဗီကရမ်ကလည်းသူ့ရဲ့အမေနဲ့အတူတူတဖာကိုထွက်သွားတဲ့အချိန်ချွေးမအစ်စ်လေးကတော့အိမ်မှာရှိတဲ့အလုံသမားတွေနဲ့အတူတူရက်ဆောင်နေခဲ့ပါရည်။သားလေးရေဘာအတော့များပတ်စံအဖို့အကုန်ကြခံနေရတာလေ။ဘလို့မဆိုချွေးမလေးကလည်းအိမ်ကိုရောက်လာခဲ့ပြီးဆိုတော့အိမ်မှာရှိတဲ့အလုံသမားတွေအားလုံးကိုအလုံထုတ်ပြလိုက်တော့လေ။ဗီကရမ်ရဲ့အမေကတော့ပတ်စံအရန်ကိုချမ်းသာနေခဲ့ပေမဲ့ကက်စီအတော်ကုတ်ပါရည်။မိခင်ဖြစ်သူရဲ့စကားကိုနားထောင်ပြီးနောက်မှာဗီကရမ်ကလည်းအလုတ်သမားတွေအားလုံးကိုအလောက်ကနေထုတ်ပေးပြလိုက်ပါရီ အရင်လေးမှာချွေမအသက်လေးရှာလို့ခမင်းဟင်းချက်ပြုတ်ပေးခဲ့ပါရဲ့အားလုံးစားပဲစားနေကြရတယ်နော်။ကျမချက်ထားတဲ့ခမင်းဟင်းအရာတာဘလို့ရှိလဲဆိုတော့ကိုလေပြောပြကြအောင်လေရှင်။ကောင်းတယ်ခမင်းဟင်းတွေကအရန်စားကောင်းပြီးတော့အရာတာလေးရှိတယ်။အလောက်သမားတွေအားလုံးကိုအခုလိုမျိုးအလောက်ကနေထုတ်ပယ်ပြလိုက်တာအရန်ကောင်းတယ်လို့ငါတော့ထင်တယ်။ဘလို့လဲအမေကျွန်တော်ပြောတာမှန်နေမဟုတ်လား။အေးဟုတ်တယ်ဒါရဲ့ကောင်းတယ်ကောင်းတယ်ခမင်းဟင်းတွေအားလုံးကစားကောင်းတယ်အရာတာလေးရှိတယ်။ အားလုံးကိုထမင်းကျွေးပြီးတဲ့နောက်မှာရှာလူကလည်းအခန်းထဲမှာအေးအေးဆေးဆေးအနာတော်ရှူနေခဲ့ပါရဲ့အကြောင်းကတော့သူမတတော်လေးပြမှန်သွားခဲ့လို့ပါပဲအခုမှသူမအနာယူတာ7မိနစ်လောက်ပဲရှိပါသေးတယ်။ရခမဖြစ်သူအခန်းထဲကိုဝင်လာခဲ့ပြီးပြောလိုက်ပါရဲ့ကဲကဲကဲချွေးမလေးရေချွေးမလေးအမြန်ထပါအောင်ချွေးမလေးရေအမြန်ထအမြန်ထနင်းဘာဖြစ်လို့အလုပ်တွေအားလုံးကိုအေးအေးဆေးဆေးလုပ်နေရတာလဲရှာလူကလည်းရခမရဲ့အတန်ကိုကြားခဲ့ရတဲ့အခါမှာအတော်လေးလမ်းဖြန့်သွားခဲ့ပြီးနောက်မေးလိုက်ပါရဲ့ဘာဖြစ်တာလဲအမေရဲ့ဘာဖြစ်လို့လဲအစင်မပြေရဲ့လား အမေဘိုင်းလာနေလို့လားယင်ဘာဖြစ်လို့ဘိုင်းကိုလက်နဲ့ဖိထားရတာလဲဘိုင်းကနေရဆိုလို့ရှင်တော့ပြောလေကျမအခုပဲဆရာဝန်ကိုဖုန်းဆက်ပြီးတော့ခေါ်လိုက်မယ်အမလေးအယူမရဲ့ဘယ်ရတာငါဘိုင်းအောင်ရမှာလဲဘိုင်းအောင်လို့မဟုတ်ဘူးဘိုင်းစာလို့ဘိုင်းစာလို့ငါဘိုင်းတွေတအားကိုစာနေပြီဟဲ့အမေခုနလေးနေမယ်အမေထမင်းစားတာ7မိနစ်လောက်ပဲရှိသေးတယ်ဘိုင်းစာလို့လားအလောက်အမြန်ကြီးဘိုင်းပြန်စားရဟုတ်လားထူးစားလိုက်တာနင်ဘာဖြစ်လို့ငါ့ကိုလာပြီးတော့ညင်းခုန်နေရတာလဲဘာမှလာပြီးတော့ညင်းခုန်လို့မနေနဲ့တော့တော့ ထမင်းဟင်းအမြန်ဆုံးတွားချလိုက်တော့နင်ထမင်းဟင်းချက်မယ်ဆိုလို့ရှင်တော့အချိန်တွေအများကြီးကုန်နေအောင်မယ်ငါသာတခုတ်ခုတ်ဖြတ်သွားလို့ရှင်တော့နင်ပဲအပြည့်တင်ခံရမှာနော်ရှာလူကလည်းအမြန်ဆုံးတွားပြီးနောက်မှာတော့ထမင်းဟင်းချက်ပြုတ်နေခဲ့ပါပြီသူမအမြန်ဆုံးထမင်းဟင်းချက်ပြုတ်ပြီးတော့ရခမဖြစ်သူကိုလည်းကြွေးလိုက်ပါပြီဒီနောက်မှာတော့သူမအခန်းထဲမှာအနာတော်ရှူနေခဲ့ပါပြီအခုချိန်ထိညကလည်းမိုးချုံနေခဲ့တဲ့အခါမှာတော့အားလုံးအိပ်ပျော်သွားခဲ့ကြပါပြီနောက်နေ့မနက်မိုးလင်းရှာလူလက်ဖေးဖြော်ပြီးတော့ရောက်ရှိလာခဲ့တဲ့အချိန် ရခမဖြစ်သူကဘိုက်တီတတော်လေးစာနေခဲ့ပါပြီ။ထွေမလေးရေနေငါအတွက်အမြန်ဆုံးထမင်းကြော်ပေးစမအောင်ဟာငါဘိုက်တွေတအားကိုစာနေပြီသီလား။ညတော့ကလည်းတညအလုံးကဘာမှစာရသေးရမဟုတ်ဘူးဟဲ့။အမေရဲ့ခဏလေးစောင့်ပါအမေရဲ့ရှာလို့လေအခုပဲမနှက်စာသွားပြင်ဆင်တော့မှာပါ။သူ့အားလုံးကိုလက်ဖက်ရေးပေးပြီးပြီဆိုတာနဲ့မနှက်စာသွားလောက်လိုက်မယ်။အမေအခုတလောခဏခဏအရောင်ဘိုက်စာတက်နေတယ်လို့မျိုးပဲ။ဒီပုံစံအတိုင်းဆိုရင်တော့မဖြစ်သေးဘူးအမေ။အမေဆရာဝန်လေးပါလိပြသတဲ့နေပြီ။အရင်တော့ကနေငါ့ကိုဒီပုံစံစကားမပြောပါဘူး။ မိမအိမ်ကိုရောက်လာတာပဲရှိသေးတယ်။နေ့အချိုးတွေကပြောင်းလဲနေပြီလား။ကဲသွားသွားသွားစားတော့ပြီးရောရုံးသွားတော့စကားရိအများကြီးရှင်းမနေနဲ့။ဗီကရမ်ကလည်းစားတော့ပြီးရဲ့အခါမှာတော့ရုံးကိုထွက်ခွာသွားခဲ့ပါရီ။တစ်ဖက်မှာရှာလူရဲ့ရခမဖြစ်သူကတော့7မိနစ်တခါပိုင်းစာနေတတ်ပါရီ။ရှာလူကရခမဖြစ်သူအတွက်ထမင်းဟင်းပြန်ချက်ပြုတ်ခဲ့ပြန်ပါရီ။ညနေရောက်တဲ့အချိန်ထိရှာလူကအခါ20လောက်ထမင်းဟင်းချက်ပြုတ်ခဲ့ရပြီးပါပြီ။သူမချက်ပြုတ်နေချက်ပြုတ်နေနဲ့အတော်လေးကိုလည်းပြန်မှန်သွားခဲ့ပါရီ။ အမေက10မိနစ်တခါထမင်းစားနေတာဆိုတော့ကျမကိုနည်းနည်းအကူအညီပေးပါအောင်လားရှင်။ငါ10မိနစ်တခါပိုက်စားတယ်ဆိုပေမဲ့နင်ကချက်ပြုံးနေရင်လည်းတနားရီလောက်ကြာသွားတာပဲ။ဒါရမနင်ငါကိုအကူအညီလာတောင်းနေသေးရဲ့ဟုတ်လား။ငါသားလေးကဘလောက်တောင်မှချမ်းသာတဲ့ကုမ္ပဏီပိုင်ရှင်တယောက်လည်းတည်လား။သူ့ရဲ့အမေကိုနင်ကထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာအကူအညီတောင်းနေတယ်။အလောက်ကိုတေးချလုပ်စမ်းပါ။တကယ်လို့မလုံနိုင်ဘူးဆိုလို့ရှင်တော့နင်းရဲ့မိဘအင်ကိုတခါရေပြန်သွားလိုက်တော့ငါသားလေးအတွက်မိမမပေါ်ဘူးထင်နေရလား သူ့လိုချမ်းသာတဲ့တထေးတယောက်ကိုတော့ဘယ်သူမှစော်လက်ထပ်ဖို့အတွက်အစံသက်ဖြစ်နေမှာပဲ။ရှာလူကတော့ပြဿနာမတက်ချင်တဲ့အတွက်အခန်းထဲကိုသွားနေနေခဲ့ပါရီ။သူမအခန်းထဲသွားထိုင်တာပဲရှိပါသေးတယ်။ရကမဖြစ်တော့ကတငယ်ချင်းတွေအများကြီးခေါ်လိုက်ပါရီ။ကဲနင်တို့ကလေအကြိုင်းနေမှာလာလဲကြရင်နော်။ဒီနေ့တော့ငါသားလေးလည်းအိမ်မှာမရှိဘူး။နိုင်ငံခြားခရီးတစ်ခုကိုသွားနေရလေ။ငါတို့အားလုံးအတူတူအိမ်မှာပါတီပွဲကျင်းပကြမယ်။နေတော့ဘာစားချင်လဲရှော့ဒီမှာစာရွက်နဲ့ဘောပင်ချထားတယ်ဒီမှာချရေးလိုက်ငါချွေမလေးကအရန်တော်တာသူအားလုံးလောက်ကျွေးလိုက်မယ်တိလား အမ်ငါကတော့ခေါက်ဆွဲကြော်စားခြင်းနဲ့ပြီးတော့အဲ့ဒါနဲ့အတူတူအေးအေးလဲတောက်ခြင်းတွေဒီလိုနဲ့ရခမရဲ့တငယ်ချင်းတွေအကုန်လုံးကသူတို့စားခြင်းတောက်ခြင်းတော်တွေကိုခြာရေးထားခဲ့ပေးပါရီရှာလို့ကိုဒါရီအားလုံးကိုရခမကလည်းခိုင်းခဲ့ပါရီရှာလို့ကတော့အခုဆိုရင်အားလုံးစားတောက်ဖို့အတွက်မတူညီတဲ့အစားအသောက်တွေကိုချက်ပြုတ်ပြင်ဆင်ပေးရပါရီဒါရီကအခုဆိုရင်တော့နေ့စဉ်နေတိုင်းလိုလိုမျိုးလုပ်နေရတဲ့အလောက်ကိစ္စဖြစ်သွားခဲ့ပါပြီရခမကတော့တငယ်ချင်းတွေကိုခဏခဏခေါ်ပြီးချွေးမလေးကိုပဲအလောက်တွေမတရားခိုင်းစေခဲ့ပါရီ ဂျာရီအလုံးကိုလုံနေကြရတဲ့အတွက်ရှာလူတယောက်တော်လေးစိတ်ပြတ်နေခဲ့ပါပြီ။ဒီလိုနဲ့တရားမှာတော့အမေရောက်ပါထင်နေရလေ။တော်ကအရာကိုချမ်းသာတယ်ဆိုတာနဲ့ပဲငါ့ကိုအခုလိုမျိုးဆက်ဆံစေရလား။ငါလည်းမိသားစုကောင်းကောင်းကမိန်းကလေးတယောက်ပါပဲ။ဒီအိမ်မှာအရင်တုန်းကအလုံသမားတွေအများကြီးရှိခဲ့။ငါရောက်လာတာနဲ့အလုံသမားတွေအားလုံးကိုမောင်းထုတ်ပြစ်လိုက်တယ်။ဒါကဘလို့မျိုးလဲ။ကြည့်ရတာအမေကသူတယောက်ပဲအုံနောက်တောင်းတက်တယ်လို့ထင်နေရထင်နေ။ငါဘလို့မျိုးအုံနောက်တောင်းပြမလဲစောင့်ကြည့်နေလိုက်ပါ။ပင်ကီးကိုဖုန်းဆက်ရမယ်။ ီလိုနဲ့ရှာလို့တော့လက်သေးရတငယ်ချင်းဘင်ကီကိုဖုန်းဆက်ပြီးအားလုံးပြောပြခဲ့ပါရီနောက်နေ့မှာဘင်ကီကတော့အရန်ဈေးကြီးရဲ့ကားကိုစီးပြီးရှာလူရဲ့ရခမအင်ကိုရောက်လာပါရီသူနဲ့အတူတူသူရဲ့ဒရိုက်ဘာနဲ့ဘော်ဒီကတ်နှစ်ယောက်လည်းပါပါရီသူကိုတွေ့ခဲ့ရတဲ့အခါမှာတော့ရှာလူနဲ့သူရဲ့ရခမဖြစ်သူနှစ်ယောက်လုံးလည်းအပြင်ကိုထွက်လာခဲ့ကြပါရီအာတထင်းမရေးလာခဲ့ပါကျွန်တော်တို့စင်းရတဲ့ရက်ွက်ထဲရောက်လာကြတယ်လေတူရယ်နော်ခဏနေပါဦးနင်တို့ကဘယ်သူတွေလဲဒီရက်ွက်ဒီနေရာကိုနင်တို့ကစင်းရတဲ့ရက်ွက်လို့ထင်နေရဟုတ်လား ဒီမှာငါတို့ကဘလောက်တောင်မှချမ်းသာကြလဲဆိုတာကိုသိရလားရက်ကွက်မှာရှိတဲ့သူတွေအကုန်လုံးကလည်းကုမ္ပဏီပိုင်ရှင်တစ်ထဲတွေကြီးပဲ။အော်ကျမရဲ့ကောင်းမောင်းနေတဲ့ဒရိုက်ဘာတော်မှကုမ္ပဏီနှစ်ခုလောက်ပိုင်နေ။ဟဲ့နေတာဘလို့စကားကိုပြောနေရလဲပင်ကီရဲ့အမေတူကကျမရဲ့တငယ်ချင်းလေ။တူကကျမကိုပြောတယ်အမေသားရဲ့ကုမ္ပဏီမှာသူရှင်နေဖြောင်းနံမှုလုပ်ချင်တယ်။အော် sorry ပါအန်တီရဲ့ sorry ပါ။ကျမအရင်တော့ကအန်တီကိုမတွေ့ဘူးဘူးလေ။အားရကြောင်အမားနည်းနည်းလေးဖြစ်သွားတယ်နော်။အေးအေးရပါတယ်တမီးရဲ့ရတယ်ရတယ်ဝင်ခဲ့အထက်ဝင်ခဲ့လေ။ ဒါဆိုရင်တော့ရှင်တို့အားလုံးသွားကြတော့ကျွန်မဖုန်းဆက်လိုက်မယ်။အဲ့ဒီခါကျတော့မှပြန်လာခဲကြနော်။ရှာလူရေငါရွက်အနေငယ်လားဒီမှာနေရုံးမယ်။ပြီးတော့မှငါကုမ္ပဏီမှာရင်းနှီးမြှုပ်နှံမှုလုပ်တင်လားမလုပ်တင်လားစဉ်းစားမယ်လေ။ရှာလူရေရခမကတော့အတော်လေးကိုလောဘကြီးလို့နေအတွက်ကြောင့်မို့လို့ပင်ကီကိုတသေးချာချာအဲဝကြီးပြောနေခဲ့ပါရီ။အမေကျွန်မအစားတောက်စားတာအရန်ကြိုက်တယ်တိလား။ဟဲဟုတ်လားတမီးလေးရဲ့အမေလည်းအတူတူပါပဲ။အစားတောက်စားတာအရန်ကြိုက်တယ်။ ကဲတော့ရှာလို့ရေနေတငယ်ချင်းအတွက်ရောငါအတွက်ရောအစားအသောက်တွေအများအဆုံးချက်ပြုတ်ပြင်ဆင်လာခဲ့ပြီးအောင်ရှာလို့ကဒီတစ်ခေါက်ပြောရွှင်စွာနဲ့မိဖို့ကံနေဝင်သွားခဲ့ပါရီသူမကနှစ်ယောက်လုံးအတွက်ထမင်းဟင်းချက်ပြုတ်လာခဲ့ပေးလိုက်ပါရီနောက်ထပ်7မိနစ်လောက်ကြာသွားခဲ့တဲ့အခါမှာတော့ရှာလို့ကရုတ်တရက်ရေချိုးကံနေမှာချော်လဲခြင်းအောင်ဆောင်းလိုက်ပါရီဆရာဝန်ကိုတခါရဲခေါ်ပြလိုက်ရပါရီခမည်းဆရာတမဖြစ်မယ်ခမည်းရဲ့ခြေတော်ကအယုတ်ပြဲသွားပြီဒုက္ခပဲဘလို့လုံးမလဲငါတလောက်ထိဗိုက်စာနေပါရဲဆိုနေမှသူကခြေတော်ကိုချိုးပြစ်လိုက်ပြီး အမေရောက်ပါတယ်အမေရဲ့ဒီမှာပဲခဏလေးနေနော်ကျွန်မရှာလူကိုစေးရုံပို့ပေးလိုက်မယ်ပင်ကြီးရှာလူနဲ့ဇယဝင်း၃ယောက်လုံးကပထမရဲကပေါင်းထားကြတာပါခဏလေးတော့၃ယောက်သားပလတ်စတာအတူစီပြီးနောက်မှာတော့အင်ကိုပြန်လာလိုက်ပါတယ်အခုရှာလူကမတက်တောင်းထားမရနိုင်တော့ပါဘူးငါ့ဘယ်သူမှထမင်းချက်ကျွေးမဲ့သူမရှိတော့ဘူးဆိုတော့ငါဒီကနေသွားတော့မယ်ဟဲမဟုတ်တာမတော်ပါနဲ့တမီးရဲ့ငါအခုပဲအလုတ်သမားတွေကိုဖုန်းဆက်ခေါ်လိုက်မယ်လေ။အော်အတော်ရဲ့ကျမတို့အလုတ်သမားတွေချက်ကျွေးရဲ့ထမင်းဟင်းကိုကျွေးမလို့လား။ ဒီနေ့အထိကျမအိမ်မှာတော့မအလုပ်တမချက်ကျွေးတဲ့ထမင်းဟင်ကျမမစားခဲ့ဘူးဘူးကျမအမိကလေကိုရိုင်းချက်ပြီးတော့ကျမကိုကျွေးရသေးလားဒီနောက်မှာတော့ရှာလူရခမဖြစ်သူကိုရိုင်းကမိဖို့ခံနေဝင်ထမင်းဟင်ချက်ပြုတ်ပေးရပါတယ်ထမင်းဟင်ချက်နေရင်လည်းအိုဖရရဲ့ဒုက္ခပဲကျမဒီအသက်အရွယ်ကြီးမှာမိဖို့ခံနေဝင်ထမင်းဟင်ချက်ပြုတ်နေရတယ်음ကျမသားလေးအလောက်ကအဆင်ပြေဖို့ဆိုရင်တော့ဒီလောက်ကတော့လုပ်ရမှာပေါ့လေဒါရီကိုတောင်မလုပ်ဘူးဆိုလို့ရှင်တော့ရွှေကျက်ဥဥပေးမယ်ကျမကြီးငါးလက်ထဲကနေပြီးတော့လွတ်ထွက်သွားလိမ့်မယ် ပင်ကီစိတ်ဆိုးသွားလို့ရှင်တော့ရင်းနှီးမြှောက်နှံမှုလုံးမမဟုတ်တော့ဘူး။ရှာလူရခမကတော့ပင်ကီကိုထမင်းဟင်းကောင်းကောင်းချက်ပြောကြွေးခဲ့ပါရီ။ဆယ်မိနစ်ကြာမြင့်သွားခဲ့တဲ့ခါမှာပင်ကီကနောက်ချက်ပိုက်စားရဲဆိုပြီးတော့အမိတ်ပေးလိုက်ပါရီ။ကျမအတွက်ရှူးရှူးရှောင်းတပွဲလုပ်ပေးပါအမေရဲ့။ဒီတိုင်းဆိုရင်တော့ကျမခေါင်းလေးကိုက်ပြီးတော့မေ့လေတော့မလားမသိပါဘူးပိုက်စားလိုက်တာ။အေးပါသမီးရဲ့လုပ်ပေးမယ်လုပ်ပေးမယ်နော်။မေ့တော့မလဲလိုက်ပါနဲ့။နင်ဘာစားချင်လဲပြောအားလုံးလုပ်ပေးမယ်။ဒါနဲ့နင်အခုနောက်ကဘာကြီးပြောလိုက်တာလဲရှူးရှူးရှောင်းကဘာကြီးလဲ။ အော်အဲ့ဒါကတရုတ်အစားအသောက်တစ်မျိုးလေအမြန်ဆုံး YouTube မှာကြည့်ပြီးတော့အဲ့ဒီဟင်းပွဲကျမကိုလုပ်ပေးဖိုက်စာတွေအမြန်လုပ်အေးပါအေးပါအမေဖုန်းထဲမှာကြည့်ပြီးအမြန်ဆုံးလုပ်ပေးမယ်နော်ဒီလိုနဲ့ရောက်မှဖြစ်တော့ကလည်းအမြန်ဆုံးမိဖို့ကံနဲ့တွားပြီးဟင်းချက်ပေးခဲ့ပါရီသူ့လုပ်ခဲ့တာတလွဲရည်ကြီးပါပဲနောက်ထပ်10မိနစ်ကြာသွားခဲ့တဲ့အခါမှာတော့ပင်ကြီးကဂျပန်အစားအသောက်တစ်မျိုးထပ်စားခြင်းမာရီရှာလို့ရရောက်မှကလည်းဖုန်းထဲမှာကြည့်ပြီးရှောက်လုပ်ပြန်ပါရီဒီလိုနဲ့ပဲတငယ်ချင်းနှစ်ယောက်လုံးပေါင်းပြီးတော့ ရခမဖြစ်သူကိုဒုက္ခပေးခဲ့ကြပါရဲ့။ကဲတမီလေးရင်ငါလည်းထမလုံးနိုင်တော့ဒီအိမ်ကငါရောက်လာတဲ့အချိန်တုန်းကငါရခမကိုရိုင်းငါ့ကိုထမင်းဟင်းချက်ကျွေးခဲ့တာ။ခဏနေတော့ငါတို့အိမ်မှာအလုပ်သမားထားခဲ့ကြတယ်။10မိနစ်တခါထမင်းဟင်းချက်နေမယ်ဆိုရင်တော့ငါတီမှာပဲ။ဒါဆိုရင်တော့အမေရှာလို့ကိုဘယ်လောက်ထိနှိပ်စက်ခဲ့လဲအခုသိပြီမလား။အမေအခုမှလောက်တာတရက်ပဲရှိသေးတယ်။သူကတော့လာနေချီပြီးအမေကိုပြုစုပေးခဲ့တယ်။သူအိမ်ကိုရောက်လာတဲ့အချိန်မှာအိမ်ကအလုပ်သမားတွေအကုန်လုံးကိုအမေကအလုပ်ထုတ်ပစ်ခဲ့တယ်။ ။ရှာလူကိုချွေးမလေးအနေနဲ့အင်ကိုခေါ်လာခဲ့ရလား။ဒါမှမဟုတ်အလौဒမတယောက်အနေနဲ့ခေါ်လာခဲ့ရလား။သူ့ကိုဘာထင်နေရလဲ။သူကစင်းရဲတဲ့အင်ကမင်းကလေးတယောက်မဟုတ်ဘူးလေ။ချွေးမလေးရဲ့အမေတောင်းမှပါရဲ့နော်။အမေကိုခွန့်လောက်ပါ။နင်အဆင်မပြေဘူးဆိုတာကိုငါသိပါရဲ့။အရင်တုန်းကအလौဒမတွေကိုပြန်ခေါ်ပေးမယ်နော်။ဒီအချိန်မှာရှာလုကသူ့ရဲ့ပတ်ကြီးကိုဖြီချလိုက်ပါလေ။အမေကြီးရဲ့မျက်လုံးပြုံးမနေပါနဲ့။ကျမတို့တမင်တတ်တတ်ကြမ်းစီထားခဲ့တာ။ဒါမှလည်းအမေကြီးကိုကျမတို့ကပညာပြလို့ရမှာလေ အခုဘလို့မဆိုအမားတွေအားလုံးကိုသဘောပေါက်နားလည်သွားတဲ့အတွက်ကျမတို့ဝမ်းသာပါတယ်ကျမဘလို့မဆိုအမေကြီးသားရဲ့ကုမ္ပဏီမှာရင်းနှီးမြှောက်နှံမှာပါမတည့်ရဲ့သူနဲ့အတူတူအလုပ်လုပ်ရတာထက်စာရင်ကျမတန်ငယ်ချင်းယောက်ျားနဲ့အလုပ်လုပ်ရတာပိုကောင်းပါလိမ့်မယ်ဗီဂရမ်အိမ်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့အခါမှာသူ့အမေလုံးဝပြောင်းလဲသွားခဲ့ပါပြီဗီဂရမ်ကသူ့အမေကိုစေကမ်းပြပေးခဲ့တဲ့အခါမှာတော့7မိနစ်တခါပိုက်စာတက်တဲ့အချင်းကလည်းပျောက်သွားပါတယ်အခုဆိုရင်မိသားစုတွေအကုန်လုံးကလည်းပျော်ရွှင်စွာနဲ့နေထိုင်နေကြပါတယ် နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အပြင်အစောစကြိုက်ကြရခမအင်ကလူမျိုးစိုးရဲ့ပုံမြင်ပဲဖြစ်ပါတယ်။ခဏနေပါအောင်စန်တီဘယ်ကိုရောက်သွားတာလဲ။နောက်ထပ်9မိနစ်ဆိုရင်တော့ထမင်းအိုကျက်ပြီလို့ပြောရတာနဲ့အော်ချွေးမလေးရဲ့နင်းကနေ့စဉ်နေတာဟင်းတမျိုးနဲ့ချက်နေတဲ့အခါကျတော့သူလည်းစိတ်ညစ်သွားတာဖြစ်မှာပေါ့။သူစိတ်ညစ်သွားလို့ထမင်းတော့မစားဘဲနဲ့ရုံးကိုထွက်သွားတာ။ငါတို့လည်းဒီထမင်းဟင်းတွေကြီးပဲစားနေရတာအရန်ကိုစိတ်ညစ်နေပြီးမစားချင်တော့ဘူး။ အမေရဲ့ဘာလို့အခုလိုမျိုးလုပ်နေရတာလဲကလေးတွေအရှင်မအမေဒီလိုစကားတွေကိုပြောနေမယ်ဆိုလို့ရှင်တော့တို့လည်းကြီးများနေကြလိမ့်မယ်တို့ကိုယ်တိုင်စားမမဟုတ်တော့ဘူးကလေးတွေကလေအမေတို့ထပ်ဖို့ကိုဆိုရတယ်တိလားတပတ်ခုနှစ်ရက်မှနှစ်ရက်လောက်ကိုတော့ကျမချက်ကျွေးရဲ့အစားအသောက်တွေကိုစားကြပေါ့ကျမဒီနေ့ချက်တဲ့ဟင်ကမနေ့ကချက်တဲ့ဟင်နဲ့ဘာတွေများတူညီနေတော့လဲကျမတယောက်ကိုတစ်မျိုးချက်ပေးနေရပဲမနေ့ကရုံးပရိတိဟင်ချက်တယ်ဒီနေ့ခရမ်းတိဟင်ချက်တယ်ပြီးတော့နှုတ်ကဲဟင်လည်းချက်ပေးတရပါပဲ အမေကလည်းဘာနို့ခဲလဲဘာနို့ခဲမှမဟုတ်ဘူးနော်နွားနို့အိုရဲစက်ပြာကျသွားလို့နွားနို့ကပြတ်သွားတာလीအဲ့ဒါကိုဟင်းချက်ထားတာကိုနို့ခဲလို့အမေကခေါ်လာအဲ့လိုမျိုးနို့ခဲဟင်းကိုများနို့ခဲဟင်းလို့ခေါ်နေရစိတ်တောင်ညစ်တယ်အမေရဲ့နင့်ကိုရေတစ်ခွက်လေးခတ်ပါဆိုရင်တော့မှထားခတ်မပေးနိုင်ဘူးအခုအတော်လေးကိုစကားရှည်နေရဟုတ်လားပြီးတော့ငါမေးပါအောင်မယ်နင်ဒါရီအားလုံးကိုဘယ်လိုသိလဲပြောစမ်းဖွာပြောတာလေအမေအေးဟုတ်တယ်လေငါပြောတာဘာဖြစ်လို့လဲငါတို့အမှန်အတိုင်းပြောပြလိုက်တာပဲ အိမ်မှာနွားနို့ပြတ်သွားတာမို့လို့နင်ကနို့ကဲဟင်းကိုဖြစ်တယ်လို့ချက်ထားတာလီအပြင်ကနေနို့ကဲကောင်းကောင်းလေးဝယ်ပြီးတော့ချက်တာလည်းမဟုတ်တယ်လို့မျိုးနင်ကိုယ်တိုင်အိမ်မှာနို့ကဲကိုကောင်းကောင်းလုပ်ပြီးတော့ချက်ထားတာမှမဟုတ်တာတော်ပါတော့ဘီတူကလည်းနင်အရန်စကားများတာပဲငါလည်းဒီဟင်းတွေထမင်းတွေကိုမစားချင်ပါဘူးကဲကဲကဲဘလို့မဆိုကျောင်းကားကလည်းရောက်နေပြီဆိုတော့ငါတို့သွားကြရအောင်လေကဲနေပါအောင်ခလေးရီကခဏနေပါအောင်ရော့ဒီမှာငွေတရာယူသွားကြမင်းတို့ကျောင်းကန်တိမ်မှာပဲတခုခုအစင်ပြေတာလေးစားလိုက်ကြနော်သွား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 ကြသွားကြ ကြောင်ပါတော့အဖေရဲ့ဘာဖြစ်လို့အခုလိုမျိုးလုပ်နေရတာလဲအဖေအခုလိုမျိုးတို့တို့ကိုအလိုလိုက်တော့နေလို့တို့တို့အိမ်ထမင်းအိမ်ဟင်းကိုမစားကြဘဲနဲ့အပြင်ကအစားအသောက်တွေကိုပဲစားနေကြတာပေါ့ဘယ်လိုမဆိုတို့တို့အဖိုးစီကနေတို့တို့ပတ်ဆိုင်ရမယ်ဆိုတော့ကိုကျိုးတိနေကြတယ်လေနေပါအောင်ရောင်းမရဲ့ဒါဘလို့ဖြစ်ရတာလဲအဖေကိုဘလို့စကားတွေတခေါမကြံပြန်ပြောနေရတာလဲခလေးတွေကိုအခုလိုမျိုးမုတ်ဖိုးလေးနည်းနည်းပပပေးလိုက်တော့ဘာရီမြောက်ဖြစ်သွားလို့လေခလေးတွေအိမ်မှာထမင်းစားရတာအဆင်မပြေလို့အပြင်မှာထွက်ပြီးရောစားကြတာပဲလေ ကျမကိုယ်တိုင်လည်းရောင်းမချက်ထားတဲ့ထမင်းဟင်းတွေစားရတာစိတ်ပါတယ်လို့ထင်မနေနဲ့တခုမှကောင်းတာလည်းမဟုတ်ဘူး။ရပါတယ်တမီးရဲ့ဒါဆိုလို့ရှင်တော့ကိစ္စမရှိဘူး။ငါအခုပဲနေစားဖို့အတွက်မုံမပေးလိုက်မှာပေါ့။သူတို့အားလုံးရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာအန်ဂျလီကနေရာကနေချက်ချင်းထွက်ခွာသွားခဲ့ပါရဲ့။ဒီနောက်မှာတော့သူ့တငယ်ချင်းကိုဖုန်းဆက်ပြီးဒီအကြောင်းကိစ္စတွေကိုလည်းပြောပြခဲ့ပါရဲ့။အခုခေတ်မှာချွေးမတွေကဘလို့အချိုးချိုးနေကြပြီလဲဆိုတော့ကိုသူတို့မသိကြလို့ပဲဖြစ်နေမယ်။ နင်းတို့အကြွားဒီလောက်တောင်မှလုံပေးနေလို့အခုလိုမျိုးရောက်တတ်နေကြတာသိလားဟဲ့သူများအိမ်တွေမှာဆိုလို့ရှင်တော့ထမင်းတနက်ကိုတောင်ချက်ပေးခြင်းကြတော့တာမဟုတ်ဘူးဒီမှာငါပြောပြမယ်နောက်ထပ်3ရက်လောက်နင်းဘဲတို့ကမှထမင်းဟင်းချက်ကျွေးမနေနဲ့အဲ့ဒါဆိုလို့ရှင်တော့တို့သဘောပေါက်နားလေသွားကြလိမ့်မယ်ဘိုက်စားတဲ့အခါကြာလို့ရှင်တော့ထမင်းဟင်းရဲ့တံပိုးကိုကောင်းကောင်းသိကြမှာဒီပုံစံတိုင်းဆိုရင်တော့အားလုံးနဲ့ကိုအမြဲတမ်းစာနာပြနေကြမှာပဲအမလီနင်းပါချင်းလည်းတို့အားလုံးကဟင်းမချက်လေပြောလိမ့်မယ်ဘယံကိုအစဉ်ပြေနေကြမှာ တော်ကအပြင်ဟင်းထမင်းစားရတာကိုအရန်ကိုကြိုက်ကြနေပြီးတော့အကျင့်ဖြစ်နေကြပြီလေအပြင်ကထမင်းဟင်းစားတာဘလောက်တောင်မှရောဂါတွေဖြစ်နိုင်လဲဆိုတာကိုတို့မသိကြသေးဘူးနဲ့တူတယ်သူဆိုလို့ရှင်တော့မနက်ကတော့ကငါထမင်းစားထည့်ပေးတဲ့အထီတောင်မဆောင်ဘူးဟဲ့မနက်စားတော့မှမစားတော့ဘူးဒီအတိုင်းပဲထမင်းစားမယူဘဲနဲ့ထွက်ထွက်သွားတာဘလောက်တောင်မှကြာနေပြီလေနေရလေဘာဖြစ်လို့အလောက်တောင်မှစိတ်ပြတ်ဝမ်းနေနေရတာလဲနေရကြပါဟင်းကြိုက်လဲချက်ပြီးတော့တခါရဲရုံးကိုပို့ပေးလိုက်ပေါ့ ရှိခါရဲ့အကြံဉာဏ်ကိုအန်ဂျလီကလည်းသဘောကျနှစ်သက်သွားခဲ့ပါရီ။ဒါကြောင့်သူကလည်းတယောက်ကြားကြိုက်တဲ့ထမင်းဟင်းတွေကိုချက်ပြုတ်ပြီးနောက်မှာတော့ရုံးကိုလိုက်ပို့ပေးလိုက်ပါရီ။သူထမင်းဆိုင်သွားပို့ခဲ့တဲ့အခါမှာတော့တယောက်ကြားကကန်တင်းကစားတောက်တွေကိုအပါတရားစားတောက်နေအောင်ကိုကြွေးမြင်ခဲ့ရပါရီ။ကျမကတော့ရှင်းထွက်ကြိုးစားပန်းစားနဲ့ထမင်းဟင်းချက်ပြုတ်ပြီးရလာခဲ့ပေးလိုက်ရတာ။ရှင်းကတော့အပြင်ကစားတောက်တွေကိုစားနေဟုတ်လား။ဒါဆိုရင်ဘာလို့ရမှာလဲ။မင်းထမင်းဆိုင်လာပို့ပေးတဲ့အထိငါကဒီအတိုင်းပဲအငတ်ခံပြီးရနေနေရမှာလား။ ကျွန်မကတော့ရှင်အရန်ကိုကြိုက်တဲ့ထမင်းနဲ့ဟင်းကိုချက်ပြီးတော့ယူလာခဲ့ပြီးတော့ရှင်အကြိုက်ဆုံးကော်ပီအာလူးလည်းကြော်ခဲ့ပေးသေးတယ်။အဲ့တော့ကိုပဲစားလိုက်တာမဟုတ်ဘူး။ဂျော်ရီကဘာရီမြောင်အလောက်ထိအသက်ဆန်းဖြစ်နေလို့လဲကွာ။မင်းချက်ပြုတ်တဲ့ထမင်းတွေဟင်းတွေကအရသာအတူတူလေးကြီးပဲ။မစလောက်ကိုလည်းပုံစံတစ်ခုနဲ့ထဲတာဘာမှအရသာထူးခြားမနေပါဘူး။ငါတို့ရုံးမရေတီကြော်စားနေရလားကော်ပီကြော်စားနေရလားဆိုတော့ကိုတော့မှခွဲခြားလို့ရတာမဟုတ်ဘူး။ သူရဲ့လှုပ်ဖို့ကိုင်းပါတငယ်ချင်းတွေအားလုံးအရှင်မအရှက်ခွဲခံခဲ့ရတဲ့အတွက်အန်ဂျလီနဲ့စိတ်ပြတ်ဝမ်းနည်းစွာနဲ့အိမ်ကိုပြန်လာခဲ့လာပြီပါတယ်။ဒါကြောင့်သူမဒီနေ့ဆက်ပြီးအိမ်မှာထမင်းဟင်းမချက်ပြုတ်တော့ဖို့အတွက်ဆောင်းဖြတ်ချက်ချထားခဲ့ပါတယ်။ဒီလိုနဲ့အရင်နေ့မှာသူမညစာကိုထမင်းဟင်းမချက်တော့ပါဘူး။အရင်နေ့ညမှာတော့ကဲကဲကဲအားလုံးပဲတခါရပြင်ဆင်ထားလိုက်ကြတော့ဒီနေ့အပြင်ထွက်ပြီးတော့ညစာစားကြမယ်။ခဏလေးပါကျမတို့အားလုံးပြင်ဆင်ပြီးတော့အပြင်ဝင်ထွက်ရမယ်အပြင်ထွက်ပြီးရင်တော့စားတော့ဆိုင်လိုက်ရှာအဲ့ဒီမှာအော်ဒါမှာ သူတို့ထမင်းဟင်လာချတဲ့အထီးဆောင်အချိန်အရမကြာသွားဘူးလားအဖေကည9နာရီနောက်ဆုံးထမင်းစားပြီးစေးတောက်ရမှာလေဟောရပါတယ်တမီးရကိစ္စမရှိပါဘူးအပြင်ထွက်ပြီးစားတာပိုကောင်းတယ်လေကောင်းတာလေးစားရဖို့အတွက်ခဏလောက်စောင့်ရလေဘာဖြစ်လဲဒီလိုနဲ့အားလုံးကလည်းပြင်ဆင်ပြီးနောက်မှာတော့စားတောက်ဆိုင်ကိုရောက်ရှိသွားခဲ့ကြပါတယ်အားလုံးကအပါတရားနဲ့စားတောက်ကြပါတယ်ကဲရောင်မကြီးအပြင်ကအစာတောက်တွေကိုစားကြည့်ပြီးတော့လို့ရှင်တော့ရောင်မချက်ပြောက်တဲ့အစာတောက်တွေနဲ့ဘောက်ကွာလဲဆိုတော့ကိုယ်တိုင်စမ်းစစ်ကြည့်လိုက်တော့ အမြဲတမ်းပြောတယ်မလားရောင်မချတဲ့အစားအသောက်တွေနဲ့အပြင်ကအစားအသောက်တွေဘာကွာလဲဆိုပြီးတော့လေဒါလို့ဆိုရင်တော့သိပြီမလားအပြင်ကအစားအသောက်တွေကိုခလေးတွေဘာဖြစ်လို့ဒီလောက်တောင်မှကြိုက်ကြလဲတွေ့လားဖေဖေရေးသားတို့အပြင်ခေါ်လာခဲ့ပေးရအရန်ကောင်းတယ်တိလားမဟုတ်လို့ရှင်တော့အမေချက်ကျွေးရဲ့ထမင်းခင်းတွေကိုပဲစားနေရတာအရန်ကိုစိတ်ညစ်လာပြီခမင်းအားလုံးစားတော့လို့ပြေးစီသွားခဲ့တဲ့အခါမှာတော့ဝေကြာရောက်ရှိလာခဲ့ပါပြီကဲသားလေးရေနင်ဘာဖြစ်လို့ပတ်စံပေးမှလဲပတ်စံကိုတော့ချွေးမလေးပဲရှင်းပေးလိုက်မယ်ဒီနေ့အိမ်မှာဒုကညစာထမင်းဟင်းချက်တာလည်းမဟုတ်ဘူး နင်တို့ကိုဈေးဖို့ပေးချပေးပြီးသားမဟုတ်ဘူးလားအဲ့ဒီတော့အဲ့ဒီဈေးဖို့နဲ့ပဲသူကငါတို့စားထားတာကိုရှင်းပေးလိုက်မယ်ကဲကဲကဲချွေးမလေးရေနင်ပတ်စံပေးစရာရှိရာပေးလိုက်တော့ဒီလိုနဲ့အန်ဂျလီကပဲသူရဲ့ဈေးဖို့တွေကပတ်စံတွေကိုပေးခဲ့ရပါတယ်ဒါမဲ့စားတော့ပြီးအားလုံးအိမ်ကိုပြောင်းလာခဲ့ကြပါတယ်နောက်နေမနက်မောလင်းသွားခဲ့တဲ့အခါမှာတော့ကဲငါသမီးလေးကတော့သူစားဖို့အတွက်မော့တွေကိုမှာပေးသွားပြီးနင်တို့စားကြတဲ့ထမင်းကြော်ကိုလည်းသူမှာထားပေးတယ်ခေါက်ဆွဲကြော်လည်းမှာထားတယ်တိလားဒီနေ့အရန်ကောင်းတာပဲဒီနေ့မှမဟုတ်ဘူး အခုတလောနေထိုင်ရတာရဟန်းကောင်းတယ်နော်အမေရဲ့အပြင်ကအစားအသောက်တွေကိုပဲစားနေရတယ်။အရာအားလုံးကိုဖုန်းနဲ့ပဲအော်ဒါမှားတာနဲ့အိမ်ကိုချက်ချင်းရောက်လာတယ်။အိမ်ရောက်မှပတ်စံရှင်းရတယ်ဘလောက်တောင်ကောင်းလိုက်တလဲ။ဟုတ်တယ်ပတ်စံကိုတော့ချွေးမလေးပဲပေးရလိမ့်မယ်နော်။အိမ်ကိုထမင်းလာပို့တဲ့အခါကျရင်တော့သူကိုယ်တိုင်းပဲပေးရမယ်။အမေကျမပေးရမှာလား။အေးဟုတ်တယ်လေနင်ပေးရမှာပေါ့။နင်မိဖို့ကန်းထဲမှာထမင်းဟင်းချက်တာလည်းမဟုတ်ဘဲနဲ့ဈေးဘူးလည်းမကုန်ဘူးဆိုတော့နင်ပဲရှင်းလိုက်တော့ ဒီလိုနဲ့အိမ်မှာရှိတဲ့မိသားစုဝင်တွေအကုန်လုံးကလည်းနေစဉ်နေ့တိုင်းအပြင်ကအစာတောက်တွေကိုမှာစားကြပါရဲ့ဒီလိုနဲ့အမြဲတမ်းမိသားစုဝင်တွေကအပြင်ကအစာတောက်တွေကိုမှာစားနေတတ်ကြပြီးအန်ဂျလီတယောက်ပဲပတ်စံရှင်ပေးနေခဲ့ရပါတယ်သူမတလအလုံးရရှိထားတဲ့ဈေးဘိုးကလည်းရက်အနေငယ်အတွင်းမှာပဲကုန်ဆုံးသွားရပါပြီဒီလိုနဲ့တရမှာတော့ကဲတော်ပြီတော်ပြီဘယ်သူမှထပ်ပြီးတော့မှာထားတဲ့သမင်းဟင်းတွေကိုစားဖို့တော့မစင်စားကြတော့နဲ့ကျမမှာထပ်ပြီးတော့ရှင်တို့မှာထားသမျှပစ္စည်းတွေအကုန်လုံးအတွက်ရှင်ပေးဖို့ပတ်စံရှိရဘူး ငါမင်းကိုတလောက်ကိုငွေ2000အမြဲတမ်းပေးနေရပဲလေဈေးဖို့အနေနဲ့ဒီအိမ်မှာရှိတဲ့သူတွေအကုန်လုံးစားတောက်ဖို့အတွက်တွေးဖို့အတွက်တာဝန်ကမင်းရှိမှာပဲရှိတာဟုတ်တယ်အဲ့နောက်ရှင်မတယောက်အနေနဲ့ရထားတဲ့ပတ်စံနဲ့မိသားစုဝင်တွေအကုန်လုံးကိုလောင်းငတ်အောင်လို့ချွေးရမှာပဲလေအော်ဒီလိုလားဟုတ်ပြီလေကောင်းပြီဒါဆိုရင်တော့ဒီနေ့အစပြီးရောကျမဈေးလည်းမတော်တော့တယ်လို့မျိုးကုန်ချမ်းပစ္စည်းတွေကိုလည်းကျမမဝယ်တော့ဘူးရှင်တို့အားလုံးစားတောက်ဖို့အတွက်ပစ္စည်းတွေကိုကျမကိုယ်တိုင်မှာပေးမယ်ကျမကျွေးတဲ့အတိုင်းပဲစားရလိမ့်မယ် ဒီတော့ဘယ်သူတွေပါစားကြလဲဆိုတာတခါတည်းကျွန်မကိုပြောလိုက်ကြဒီလိုနဲ့ချွေမလေးကစားတောက်တွေကိုမှာပါတယ်မှာပေမဲ့သူမကပုံမှန်စားတောက်ဆိုင်တွေကစားတောက်တွေကိုတောင်မှကျွေးပါတော့တယ်ကဲလာခဲ့ပါအမကြီးလာခဲ့ပါကျွန်တော်ရဲ့ဆိုင်ကနေပြီးတော့ကြိုးစိုးပါတယ်ဘာစားအောင်မလဲဟုတ်ပြီအကိုကြီးညို့ခဲ့ဟင်းတပွဲဘလောက်လဲကျွန်တော်စီမှာဟင်းမျိုးစုံရှိတယ်ကြိုက်တာစားပါအကုန်လုံးတပွဲတရာရီကြီးပဲอืมကောင်းတယ်ကောင်းတယ်အဆင်ပြေတယ်ဒီဆိုင်ကဈေးတော်တော်လေးအဆင်ပြေသားပဲဒီလိုနဲ့ အန်ဂျလီကလည်းအပြင်ဆိုင်ကနေအာလူဟင်းနဲ့နှုတ်ခဲဟင်းဝယ်ပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါရီအရာနဲ့အတူတူအပြင်ဆိုင်ကနံပြားတွေကိုလည်းသူမဝယ်လာခဲ့ပါရီသူမကရိုတီလေးချက်လောက်ကိုတမင်တသက်တူးသွအောင်လုပ်ပြလိုက်ပါရီသူမစားဖို့အတွက်ကောင်းတဲ့နံပြားတွေကိုတော့ဖယ်ထားလိုက်ပါရီဘလို့ဖြစ်ကြလဲဒီမှာနံပြားတွေကတူးနေဒီထက်မှဘလောက်မှလည်းမကြံတော့နော်ချွေးမှလည်းရေနေနောက်ထပ်နံပြားတွေကိုမမှတတ်တော့ဘူးလားအမေတို့မှစားနေကြဆိုင်ကနေပြောပဲကျမဓာတ်တွေကိုဝယ်လာခဲ့တာလေ သူတို့ဆိုင်မှာအခုပါတီပွဲအကြီးကြီးလုပ်နေတယ်တဲ့အဲ့ဒါကြောင့်နောက်ထပ်လည်းမရှိတော့ဘူးရှိသလောက်ပဲကျမယူလာခဲလိုက်ကြသူတို့ဒီနေ့အလုပ်တွေအများများနေတာဆိုတော့လော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 နဲ့တူးသွားတာဖြစ်ပါလိမ့်မယ်ဒါကိုပဲစားလိုက်တော့ကျမအခုအဆင်ပြေတယ်လို့လှုပ်ပေးနေရနော်ကျမဈေးဘုံနဲ့အဆင်ပြေအောင်ကြွေးတော်ကိုပဲစားကြအခုမိသားစုဝင်တွေအားလုံးကလည်းအစဉ်ပြေအောင်ဒါလေးကိုစားတော့ခဲ့ကြရပါတယ်။နောက်နေ့မှအန်ဂျလီကလည်းသူ့မှစားနေကြဆိုင်ကိုဖုံးဆက်ပြီးဟင်းတွေထမပါပါတယ်။ရက်အနေငယ်ကြတဲ့အထိအားလုံးဒီပုံစံအတိုင်းစားတော့ခဲ့ကြရပါတယ်။ ပြင်းဆိုင်ကအစားတောက်ကဘလောက်တောင်မှအရာသာမရှိဘူးလေဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းပါပဲ။ချွေးမလေးရေနေမထားတဲ့အစားတောက်တွေကတော်လေးစားကောင်းပြီးအရာသာရှိတယ်တိလား။ဟွန်းဘာဖြစ်တာလဲ။ဘိုက်အောင်လိုက်တာဘိုက်။ဘာဖြစ်တာလဲအဖေအဆင်ပြေရဲ့လား။ဟောဘိုက်ထင်မှလေထိုးတာထင်နေ။နည်းနည်းလေးနာနေရဲ့ဒါပေမဲ့စေးတောက်လိုက်မယ်ဆိုရင်တော့တတ်တာသွားမှာပါလိ။နေစနေတိုင်းအပြင်ကအစားတောက်တွေစားနေတဲ့အတွက်တို့အစားအိမ်တွေတစ်ဖြည်းဖြည်းပြည့်စည်လာတာကိုတို့မသိကြပါဘူး။ တရမတော့အန်ဂျလီကလည်းရေကတက်တာတွေမှာတင်ထားတဲ့ဟင်းကြံတွေမှာစီထက်ရောပြီးတော့ဒီမှာကျွေးလိုက်ပါတယ်။ဒါကိုလည်းဒီမှာအပြင်ကနေမှားထားတယ်လို့ချိန်ပြောပါတယ်။ဒီနေ့အစားတောက်တွေကလည်းအရသာမရှိတဲ့အပြင်အနံ့အောင်ထွက်နေတဲ့မကောင်းတာတွေကိုထည့်ပေးလိုက်တာလားမသိဘူး။ဟွန်းဟုတ်တယ်ဟုတ်တယ်အမေပြောတာမှန်တယ်။ဒါတွေကကောင်းလည်းမကောင်းဘူးနော်။အန်ဂျလီထမင်းဟင်းချဲ့ရင်တော့အရအောင်ကြတာ။အပြင်အစားတောက်တွေက15မိနစ်နဲ့ရောက်လာတတ်တယ်။ကောင်းလည်းမကောင်းဘူး။တရမအားလုံးတရင်ကြည့်ရှုနေခဲ့တဲ့အချိန်မှာတရင်ကြီးညာတို့ကကြီးညာနေခဲ့ပါတယ်။ မိဘပြည်သူများကိုပန်ကြားချင်တာကတော့ဖြစ်နိုင်ရင်အပြင်ကအစားအသောက်တွေကိုမစားကြပါနဲ့အပြင်ကအစားအသောက်တွေကိုစားခြင်းအဖြစ်ကျန်းမာရေးချို့ရွေးနိုင်တယ်အမျိုးမျိုးသောယောဂတွေလည်းဝင်လာနိုင်တယ်ကန်ဆာယောဂနဲ့အတူတူအစာအိမ်ယောဂဝေဒနာတွေကိုလည်းခံစားရနိုင်တဲ့အတွက်အပြင်အစားအသောက်တွေကိုရှောင်ရှားကြဖို့အတွက်မြစ်တာရက်ခံအပ်ပါတယ်အန်ဂျလီကမိသားစုဝင်တွေဘာပြောကြမလဲတေးချနားထောင်နေခဲ့ပါတယ်ဒါတွေကသူမရဲ့အစီအစဉ်ပါပဲဒီအစီအစဉ်ကိုကြည့်ပြီးအားလုံးကကြောက်လန့်သွားခဲ့ကြပါတယ် အပြင်ကအစာတောက်တွေငါတို့ရက်မဖြစ်မယ်ငါသက်ရှင်ချင်းသေးတယ်ချွေးမလေးရေနေကျွေးနေကြပုံစံအတိုင်းပဲငါတို့စားတော့မယ်နော်ဟုတ်တယ်အန်ဂျလီဒီနေ့အစားပြီးတော့နေကျွေးရဲ့ပုံစံအတိုင်းပဲငါတို့စားတော့မယ်အန်ဂျလီရဲ့အစီအစဉ်အလုပ်ဖြစ်သွားခဲ့ပြီးအားလုံးကလည်းအိမ်ထမင်းအိမ်ဟင်းကိုသာစားတောက်ကြပါတော့တယ်ဒီနောက်အန်ဂျလီရဲ့အစီအစဉ်အောင်မြင်သွားခဲ့ပြီးအားလုံးအဆင်ပြေချမ်းမွေးစွာနဲ့နေထိုင်သွားခဲ့ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်